အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာနေကြတဲ့အာရှလူမျိုးတွေဟာဥပဒေပတ်တော်သားတွေနဲ့ကွန်တက်တဲ့အခါကြရင်ခံဖို့သာပြင်ပြီးတော့ဆိုတဲ့သင်ခန်းစာယူစီယာသတင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် တရင်ဖြစ်ဆောင်ကတော့အမေရိကရဲ့ပြည်내တော်တော်များများကအာရှနိုင်ငံသားတွေကြားထဲမှာဒီမနေ့တနင်္ဂနွေမနေ့မှာထိတ်လန့်စရာလဲကောင်းအတူယူစရာရှောင်ကျင်စရာလဲကောင်းတဲ့ YouTube ကဗီဒီယိုသတင်းတစ်ပုဒ်ကိုမြန်မာနိုင်ငံသားများအားသတိထားစရာဗဟုသုတများရရှိအောင်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။သတင်းကြည့်နားထောင်ပြီးရင်အမေရိကမှာနေရတဲ့အာရှလူမျိုးတွေရဲ့ lifestyle ကိုနားလည်နိုင်လိမ့်မယ်လို့လည်းထင်ပါတယ်။ ။တင်းကတော့အမေရိကမှာနေတဲ့သူတွေအားလုံးသိကြတဲ့မြို့တိုင်းပြည်နယ်တိုင်းမှာရှိတဲ့လိုတရလိုတော်ပြောလို့ရတဲ့ Walmart ဆိုတဲ့ဈေးဆိုင်ကြီးမှာစတင်ခဲ့ပါဗါတယ်။ Play ရဲ့အရှာရှိကအဲ့ဒီ Spring Hill Florida က Walmart ထဲမှာဈေးလာဝယ်တဲ့ Vietnam နိုင်ငံသားအမျိုးသားကိုလက်ထိတ်ခတ်ခေါ်ဆောင်သွားနေပါဗါတယ်။သူ့အမျိုးသမီးကဘာလို့ဖမ်းတာလဲသူ့ကိုဘယ်ခေါ်သွားမလို့လဲလို့တောက်လျှောက်မေးနေခဲ့ပါတယ်အဲ့ဒီအမျိုးသားနာမည်ကတော့ ဒိုနီငူယန်ဖြစ်ပြီးဝေါ်မတ်ကအဖြူလူမျိုး ဒေးဗစ်ဖက်ဂျီဂရူးဆိုသူဟာ ပလိတ်အဖွဲ့ကို ဖုန်းခေါ်ယူပြီးတိုင်ကြားခဲ့ရာကနေစတင်ခဲ့ပါတယ်ဝမ်မကာဝန်တန်းဒေးဗစ်ဟာဆိုရင်ထိုနီကိုအခုပုံမှန်မြင်တွေ့ရတဲ့အခြားအာရှလူမျိုးဝမ်မတ်မှာခဏခဏပစ္စည်းခိုးလို့ဝမ်မတ်ကဈေးလာဝယ်ခွင့်မရှိတော့သူခိုဒီဗန်ဒယ်လင်နဲ့လူမှားပြီးနိုင်ဝမ်ဝမ်ကို ဖုန်းခေါ်ကသတင်းပို့လိုက်ပါတယ် အဲ့ဒါနဲ့ပလေးအရေးအရာရှိမိုက်ကယ်မက်နီလီဆိုသူရောက်လာပြီးတော့တိုနီကိုဘာမှမမေးမြန်းမဲနဲ့ရွက်ထိတ်ခတ်ပြီးဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီလိုဝေါ်မတ်ကရှော့ပင်းစင်တာကြီးမှာ လူလေကောင်းမှာဖမ်းဆီးလိုက်ပြီးတော့အဲ့ဒီအချိန်ကစပြီးသူ့ရဲ့ချစ်သူ သူနဲ့တူတိုနီနဲ့တူတူရှိနေတဲ့လော်ရန်ကောလ်ဝဲကမကျင်နဲ့လို့ဖုန်းနဲ့စတင်ဗီဒီယိုရိုက်ပါတော့တယ်။ပလေးကို သူကနေပြီးတော့ဘာကြောင့် ငါကိုဖမ်းရတာလဲလို့မေးတော့မင်းကိုဒီဝေါ်မတ်ကို မလာရလို့အမိန့်ထုတ်ထားတယ်အဲ့ဒါကိုချိုးဖောက်လို့ဖမ်းရတာလို့ဖြေတော့တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီဒိုနီဟာလည်းအရင်ကခိုးမှုတွေကျူးလွန်ခဲ့ဘူးလို့ဝေါ်မတ်ကိုလာရောက်ခွင့်မရှိခဲ့ပါဘူးအဲ့တော့ဒိုနီကအဲ့ဒီပြစ်မှုဟာလွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကဖြစ်ခဲ့တာဖြစ်ပြီးအခုအကျုံးမဝင်တော့ကြောင်းပလိတ်ကိုသူပြန်ပြောပါတယ်ဒါပေမဲ့ပလိတ်ကအဲ့ဒီအမိန့်ဟာ တက်တန်းအကန့်အသတ်မရှိဘူးလို့ဆိုပြီးပြန်ဖြေကလက်ထိတ်ခတ်ပြီးတော့ဖမ်းဆီးလိုက်ပါတယ်။ထိုနည်းရဲ့ချစ်သူဟာဆိုရင်နောက်ကနေပလိတ်ကို မင်းသူ့ကိုပဲခေါ်သွားမလို့လဲဆိုပြီးတော့တောက်လျှောက်ဝေါ်မတ်ထဲမှာလိုက်မင်းနေပြီးဖုန်းနဲ့ဗီဒီယိုကိုလည်းဇက်တိုက်ရိုက်ခုနေပါတယ်။တိုနီကတော့ပလိတ်ကိုငါမင်းနဲ့အတူတူလမ်းလျှောက်နေတာပဲလေ။ငါလက်ကိုအခုလိုမစွဲပါနဲ့။ငါမှာခါနာတဲ့ယောဂါရှိတယ်။ငါဟာတန်ဆွမ်းတဲ့လူတစ်ယောက်မဟုတ်ဘူးလို့သူကပြောနေပါတယ်။ ဒါပေမဲ့လည်းသူ့စကားအရာမဝင်ခဲ့ပါဘူး။တိုနီရဲ့ချစ်သူအဆိုရင်လည်းပလိတ်ကိုမင်းတို့တော်တော်ရှက်စီရကောင်းတဲ့သူတွေပဲအပြစ်မရှိတဲ့လူကိုလူလည်းကောင်းမှအခုလိုလက်ထိတ်ခတ်ပြီးမတရားဖမ်းဆီးတယ်။အဲ့ဒီဖမ်းဆီးလိုက်တဲ့ပလိတ်အရာရှိဟာဆိုရင်တိုနီကိုလက်ထိတ်ခတ်ဖမ်းဆီးသွားပြီးဝေါ်မတ်အပြင်ရောက်တဲ့အထိနာမည်လည်းမမေးဘူး ID အထောက်ထားတွေ driver license တွေဘာတစ်ခုမှလည်းစစ်ဆေးမေးမြန်းခြင်းမရှိသေးပါဘူး။တိုနီကတော့သူ့ girlfriend ကိုစိတ်ငြိမ်ငြိမ်ထားဖို့ တောက်လျှောက်ပြောနေခဲ့ပါတယ်။အဲ့ဒါနဲ့ဝေါ်မတ်အပြင်ရောက်တော့ပလေးကားဘေးမှာဒိုနီခန္ဓာကိုယ်ဘောကပစ္စည်းတွေကိုတခုချင်းပလေးကထုတ်ယူနေခဲ့ပါတယ်။ဒိုနီကသူ့ရဲ့သွေးတိုးဆေးတွေစိတ်ငြိမ်ဆေးတွေအများအားတုံးနေရတဲ့အတွက်ငါ့ကို ကားရဲမဖမ်းခင်မှာပြန်ပေးဖို့တောင်းဆိုပါတယ်။နောက်တော့ပလေးကသူ့ကိုအရင်ပြစ်မှုကြောင့်ဝေါ်မတ်ကိုလာခွင့်မရှိဘူး။တရားရုံးကဆုံးဖြတ်ချက်ထုံးဖြတ်ချက်ဟာတစ်နှစ်ပဲလို့ပြောပါရယ် အဲ့ဒီနောက်တိုနီကိုပလေးကားထဲမှာထားခဲ့ပြီးသူ့ girlfriend ကိုတော့ Walmart ရဲ့ manager နဲ့တွေ့ဖို့ Walmart ထဲကိုပြန်ခေါ်သွားပါတယ်။အဲ့ဒီနောက်တိလိုက်ရတာကတော့ပလေးအဖွဲ့ကိုဖုန်းခေါ်တဲ့သူဟာတိုနီကို Cody Vandalin အခြား Asia လူမျိုးတစ်ယောက်နဲ့မှာပြီးနိုင်ဝမ်းဝမ်းကိုခေါ်ခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးတော့ Walmart manager ကလည်းတိုနီရဲ့ girlfriend ကိုမင်းဟာလေ Walmart ထဲဝင်ရောက်နှောက်ယှက်သူဖြစ်တယ်လို့ ပြောပါတယ်။နောက်တစ်ခါကျရင်ဖမ်းခံရမယ်လို့ပလိတ်ကသူမကိုပြောပြန်ပါတယ်။သူမကငါဟာဈေးဝယ်တဲ့သူဘာမှလည်းမလုပ်ဖဲနဲ့ငါကိုဘာလို့ဒီဘောမှတ်မှာဈေးလာွယ်ဝင်မရှိတော့ဘူးလို့ပြောရတာလဲမေးတော့ပလိတ်ကဝေါ်မတ်အနေနဲ့ပြန်ဖြေရှင်းစရာမလိုကြောင်းမင်းအိမ်ကိုမင်းမလိုတဲ့သူဘလာနိုင်ကြောင်းညင်းနိုင်တယ်လို့ဝေါ်မတ်ကပြောတာဖြစ်ကြောင်းပြောတော့သူမကတာဟာကောင်းဆုံးဆိုင်အိမ်မမဟုတ်တာလို့ ပြန်ပြီးတော့ပလိတ်ကဘာမှပြန်မဖြေတော့ပဲသူမကိုအိမ်အတင်းပြန်ခိုင်းပါတယ်။ထိုနီဟာလူမပြီးဖန်ဆီးခံလိုက်ရတာဖြစ်ပေမဲ့အတိတ်မှာဝေါ်မတ်ကိုမလာရလို့အမိတ်ရှိခဲ့ဘူးသူဖြစ်တာကြောင့်အခုတော့ဖန်ဆီးရမှာဖြစ်ကြောင်းပလိတ်ကသူ့ girlfriend ကိုပြောလိုက်ပါတယ်။အဲ့ဒါနဲ့ရဲစခန်းရောက်မှပဲပလိတ်ကတိုနီကိုမင်းနာမည်ဘာသူလဲ ID တွေဘာတွေတောင်းကြည့်ပြီးသူတို့ဖမ်းရမယ်ခိုဒီမဟုတ်ပဲထိုနီငူရန် ဆိုသူဖြစ်နေကြောင်းသိသွားပြီးတောင်းမှန်ကပလိတ်ကသူ့ကိုအိမ်ပြန်ခေါ်လာပါတယ်အဲ့လိုပဲအိမ်ပြန်တဲ့လမ်းမှာရဲရရှိကိုသူ့ရဲ့အုပ်ချုပ်သူရဲအုပ်က တိုနီရဲ့ဓာတ်ပုံကိုလိုချင်ကြောင်းတောင်းလို့လမ်းဘေးမှာရဲကားကိုထိုးချက်ပြီးရင်တိုနီကိုဓာတ်ပုံရိုက်ပြီးတော့အဲ့ဓာတ်ပုံနဲ့ပဲသူ့ရဲ့ supervisor ရဲအုပ်ကိုပို့ပေးခဲ့ရာရဲအုပ်ကနေပြီးတော့လွန်ခဲ့တဲ့၁၀နှစ်ခန့်က warm up ကိုမလာရလို့အမိန့်ထုတ်ထားတာရှိလို့ ရဲစခန်းကိုအဲ့ဒီလူကို ပြန်ခေါ်လာရင်အမိန့်ပေးလိုက်ပြီးတော့ရဲကားကိုပြန်ပြီးဥလှဲ့ကအိမ်ရောက်ခန့်ဒီမှာပဲအချုပ်ထဲကိုပြန်ပြီးတော့ထည့်ခဲ့ပြန်ပါတယ်ပြီးတော့နှစ်လလောက်ကြော်တဲ့အခါအဲ့ဒီအမှုကိုရုပ်သိမ်းလိုက်ပါတယ်အခုတော့တိုနီနဲ့သူ့ရဲ့မိသားစုကတော့ဝေါ်မတ်ကိုလူမျိုးခွဲခြားဆက်ဆံမှု ပလိတ်အဖွဲ့ကိုလည်းအာနာအလွဲသုံးစားလုပ်မှုတွေနဲ့တရားစွဲပြီးရော်ကြီးငွေနှစ်နာကြီးဒေါ်လာ၁၀သန်း တောင်းဆိုထားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye